ဲ့ဒီ2021 2022နောက်ပိုင်းမှာစစ်မြေပြင်တွေမှာမြေပြင်စိုးမိုးမှုပိုင်းတွေမှာလုံးဝကိုအလုံးမဖြစ်တော့တဲ့အခါမှာစစ်တပ်အနေနဲ့လေကြောင်းတိုက်ခတ်မှုကိုခွင့်ပြုမိတ်နေတောင်းတဲ့ဥစ္စာကို short ပေါ့ပေးလိုက်တာတွေရှိတယ်။ဥပမာစိုးဝင်းတို့မင်းအောင်လိုင်းတို့စီဓာတ်ရိုက်တင်ပြစရာမလိုဘဲနဲ့တပ်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေတွေကနှိစက်ရလေတက်စကန်ဌာနချုပ်တွေနဲ့ချိတ်ဆက်ပြီးတော့ချက်ချင်းလေလေကြောင်းပစ်ကူအကူအညီတောင်းခံဖို့ဆိုရဲဘောတော့ short လာ။ဒီကဟုတ်ပြီအောက်ကနေလေကြောင်း အာပြစ်ကူပေးမှရပါတော့မယ်ကျွန်တော်တို့လေးချောင်းပြစ်ကူပေးပါဆိုပြီးတော့အောက်ကနေပြီးတော့ပြောလာပြီဆိုရင်သူကတိုင်းဆက်ဌာနချုပ်ကနေအရင်တော့ကာကွယ်ရေးဥပဒေချုပ်ယုံကိုတင်ပြရတယ်အခုကတင်ပြမှုကိုမလုပ်ရတော့ဘဲတိုင်းမှုတွေကနေပြီးသက်ဆိုင်ရာလေးတဲ့စကားဌာနချုပ်တွေကိုပြောပြီးတော့ဘယ်နေရာဘယ်နေရာဘုံသွားကျဲပေးဆိုပြီးတော့ပြောလာတာတွေအာလှုပ်လာတာတွေကိုကျွန်တော်နေတချို့စစ်စင်ကြီးတွေမှာကြတော့အာကျွန်တော်တို့လေချောင်းပြစ်ကူမလိုဘူးဒါပေမဲ့ဒါပေမဲ့ဟိုဘာလို့အရက်သားတွေနဲ့ဟိုဟာတွေကို ERR တွေချမှာကွဲလွဲမှုတွေဖြစ်ပေါ်စေရဖြစ်ပေါ်စေဖို့အာနီးမျိုးမျိုးပုံနဲ့ ဟိုဖြစ်တဲ့အခါမှာဒူးချုပ်ဟိုဒီစိုးဝင်းတို့ဘာတို့ကနေပြီးတော့တမင်သက်သက်ကိုသွားပြီးတော့ဘုံသွားကြဲခိုင်းတဲ့ဥစ္စာတွေရှိတယ်ဗောနော်အဲ့တော့ဒီလေကြောင်းတက်ခတ်မှုဖြစ်စဉ်မှာတာဝန်ရှိတာတွေကဘယ်သူလဲလို့ပြောရင်ဟိုအောက်ခြေရအကူကြီးတောင်းတဲ့တက်ကနေပြီးတော့ဖြတ်တန်းရတဲ့တိုင်းစစ်ဌာနချုပ်တိုင်းစစ်ဌာနချုပ်အဖွဲ့ထဲမှာမှကြီးရ အတိုင်းမူပေးနာပါရှိတာဆိုရင်အမြောက်တို့လေချောင်းရံတို့အာနောက်ပြလေတက်တို့အဲ့လိုမျိုးအမျိုးစုံရှိတယ်ဗျလေတက်တို့ရေတက်တို့အဲ့လိုအဖွဲတွေကနေပြီးတော့အာဒီဒီနေရာဆိုရင်တော့ဘလို့လေရင်နဲ့သွားကျဲတင်တယ်အာဒီနေရာဆိုရင်တော့ဘလို့လက်နက်မျိုးနဲ့ပြန်ပြီးတော့တုံ့ပြန်တင်တယ်ဆိုပြီးတော့သူ့ရဲ့ဒီအမိန်ဘေးကုကဲအုတ်ချုပ်ကြီးအဖွဲတွေမှာဒီလူတွေကပါလာပြောပြောရမယ်ဆိုရင်တော့အဓိကတာဝန်ရှိတဲ့အဖွဲတွေကတိုင်းစစ်ဌာနချုပ်ကအဖွဲတွေကအဓိကကြတယ်သူတို့ကအဓိကဆုံးဖြတ်ချက်ချရတာဖြစ်တဲ့အတွက်တိုင်းမှုနဲ့အပေါင်းပါတွေဟာ အာကျွန်တော်တို့အဓိကကြနောက်တစ်ခုကဒီဥစ္စာကိုအကောင့်ထဲပေါ်ရတဲ့သူတွေကတော့လေတက်ကသူတွေဖြစ်ပါလေတက်ကသူတွေဆိုတဲ့နေရာမှာလင်းရင်ပြန်တက်တဲ့အချိန်အားစပြီးတော့လင်းရင်ဘုံသွားကျဲတဲ့အထိအာကျွန်တော်တို့ပါဝင်တဲ့သူတွေအများကြီးရှိပါတယ်အဲအဲထဲမှာမှာကျွန်တော်တို့နောက်ဆုံးလေကြောင်း engineer တွေအာနောက်ပြီးတော့ကျွန်တော်တို့ဒီအဓိကတာဝန်ကြီးတာ fighter jet မောင်းတဲ့ကောင်တွေပေါ့နော်ဒီကောင်တွေကတော့အဓိကရှိရလင်းတစ်ခုပြန်တက်ဖို့ဆိုတာအဲထဲမှာလင်းဆက်ပြင်းရှိရတခြားဥစ္စာတွေ crew ခရူတွေအဲ့လိုခရူခရူတွေအဲ့လိုရှိရပါတော့အခရူတွေကနေပြီးတော့အဲ့လိုပြန်တက်ဖို့အတွက်အကုန်လုံးပါဝင်လဲဆိုတော့လေတက်ကသူအားလုံးဟာကျွန်တော်တို့လေချောင်းတက်ခိုက်မှုတွေမှာအဓိကတာဝန်ရှိသူတွေဖြစ်ကျွန်တော်တို့ပါဝင်တယ်သူတို့ကအမိန့်ကိုဖော်ဆောင်ရတဲ့သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်ပြောနေတာ၃စင်သူကပထမတစ်ခုအနေနဲ့လေချောင်းတက်ခိုက်ပေးဖို့အတွက်အကူအညီတောင်းလာတယ်ဒါမှမဟုတ်လေချောင်းတက်ခိုက်ရမယ့်ပြစ်မှတ်တွေဖြစ်ပြင်းပြင်းတက်တွေကနေပြီးတော့သူကအကူအညီတောင်းတယ်အဲ့ဥစ္စာကိုအရင်တော့ဆိုရင်တော့စိုးဝင်းတို့ ကျွန်တော်ပြောချင်တာဆိုးဝင်းတို့မရောက်နိုင်တော့ကင်းလွန်နေရမှုန်တော့သူတို့ကနေပြီးတော့သူတို့စီကိုရောက်နေရင်ကြာနေမှာဆိုးလို့ဆိုပြီးတော့တိုင်းမှုလို့ကသတာမှုလို့ဒီလေချောင်းပြမိန်ပေးဖို့အတွက်အာသူတို့ကအာနာလွှဲထားတာလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့ဒုတိယတစ်ခုကဒီအပေါ်ပိုင်းကအမိန်ပေးတဲ့သူနောက်တစ်ခုကတော့အမိန်ပေးခံရပြီဆိုတာ ਨੇ ဓာရီကိုအကောင့်ထဲပေါ်တဲ့လေတက်ကသူတွေပြောချင်တာကဒီလေချောင်းတိုက်ခိုက်မှုဆိုတာအဲ့လိုသွားတာ